အလုံးမဲ့မင်္ဂလာပါရှင်ကြက်ကလေးများရဲ့ပိတ်ကန်ရှင်ကဏ္ဍမှာကြိုဆိုလိုက်ပါရစေကျွန်မကတော့တီရှယ်ရဲနာဖြစ်ပါတယ်ကျွန်မဒီတစ်ပတ်ပြပြချင်တဲ့အကြောင်းအရာကကလေးတွေ ပေါ့နော်သူတို့ရဲ့ဒီငယ်ရဲ့စမှာဆိုလို့ရှိရင်သူတို့ရဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်စေမိဘကြောင့်ဖြစ်စေပေါ့နော်စိတ်ဓာတ်ရတွေရရပါတယ်ဆိုတော့ဒီစိတ်ဓာတ်ရရနဲ့ပတ်သက်ပြီးတော့ကျွန်မနဲ့အတူတူဒီတစ်ပတ်မှာဆွေးနွေးပေးမယ့်သူကတီချဲဆန်နေပဲဖြစ်ပါတယ်မင်္ဂလာပါတီချဲဆန်နေပါတီချဲဟုတ်ကဲ့ပါဟုတ်တီချဲရေဟိုပေါ့နော်ကျွန်မတို့ခုနောက်ပိုင်းမှာပေါ့နော်ဒီကောင်စလင်းအလုပ်တွေလုပ်မယ်ဖြစ်ဖြစ်ပေါ့နော်နောက်ဒီကျောင်းထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကလေးတွေမှာဆိုလို့ရှိရင်အဲကျောင်းထဲမှာဆိုလို့ရှိရင်လည်းဒီသူတို့တွေ ပြဿနာလေးဖြစ်ကြရပေါ့နော်ဒီ miss behavior ပေါ်လွှဲမှားတဲ့ပြုံလေးတွေလောက်ကြရတယ်ဒါဟာပေါ့နော်အဲကျမအနေနဲ့သုံးသက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒါသူတို့ဒီကိုပေါ့နော်ဒီပြုစုပြောထောင်တဲ့သူတွေနဲ့ဆိုင်တယ်နောက်တစ်ခါသူတို့ရဲ့ပဝန်းကျင်ကြောင့်နောက်တစ်ခါသူတို့ရဲ့ဒီမိဘတွေကြောင့်ပေါ့နော်နောက်တစ်ခါသူတို့တွေရဲ့ကြီးပြင်းခဲ့ပုံစံတွေပေါ့မမိဘနဲ့အတူတူနေရတာမျိုးမိဘနဲ့အတူတူမနေရတဲ့ကလေးတွေမှာဆိုတော့ဒီချက်အပြုမူလေးတွေကနည်းနည်းလေးကွာတယ်ပေါ့မိဘရဲ့နှုတ်ထွက်မှုရတဲ့ကလေးနဲ့မိဘရဲ့ဒီပြုစားရှော တော့မခန်းကလေးနဲ့မှာဆိုလို့ရှိရင်လည်းအပြည့်မူလေးတွေကကွာတာကိုတွေ့ရတယ်တိချဲဆိုတော့တိချဲအနေနဲ့ပေါ့နော်အခုကျမပြောတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့တိချဲကရောဘယ်လိုမျိုးလေးတွေမြင်လဲပေါ့နော်ကျမအဲ့ဒါလေးဆွေးနွေးပြပအောင်တိချဲဟုတ်ကဲ့ပါအာကျွန်တော်တို့ဒီအဲ့တော့အတိုင်းဝိုင်းထဲမှာပဲပေါ့နော်အတိုင်းဝိုင်းထဲမှာပဲဒါမှမဟုတ်ဆန်တို့ပတ်ဝန်းကျင်မှာလည်းဒီလိုမျိုးပြဿနာတွေကအလားတူပေါ့နော် လာလို့ပြဿနာတွေအများအန်းတွေ့ရလေးရှိတယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီအခါမှာအအဓိကကတော့ခလေးတွေအနေနဲ့ဒီလိုစိတ်ခံစားချက်တွေစိတ်အဆင်မပြေမှုတွေဖြစ်စေတာဒီပတ်ဝန်းကျင်နဲ့ဒီအတိုင်းဝိုင်းနေရနေပြီးတော့ကြုံတွေ့ရတဲ့သူတွေကနေရလာတဲ့ effect တက်ရောက်မှုတွေပေါ့နော်ဆိုတော့အဲ့ဒီအခါမှာအ ဒီကလေးတွေအနေနဲ့ခံစားရတဲ့ခံစားချက်တွေတချို့ကလေးတွေကထုတ်ဖော်ပြီးတော့မပြဘဲနဲ့သူတို့စိတ်ထဲမှာကြိတ်ပြီးတော့ခံစားနေကြတာမျိုးရှိတယ်။ရှိတဲ့အခါမှာအဲ trauma လိုမျိုးဖြစ်သွားပြီးတော့သူတို့ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာဒီခံစားချက်ကြီးကအမြဲတမ်းပေါ့နော်စိတ်ထဲမှာဟိုဟိုဆိုးယွန့်ပြီးတော့ကြောက်ယွန့်နေရတာမျိုးတွေစိတ်ထဲမှာအဆင်မပြေတာမျိုးတွေဖြစ်လာစေတယ်ပေါ့နော်ဒီချက်။ဆိုတော့အဲ့ဒီအခါမျိုးမှာစနီမြင်တဲ့အမြင်တစ်ခုအရာကတော့ဒီကလေးတွေအနေနဲ့ပေါ့နော်သူတို့ဘာတွေကြုံတွေ့လာရတယ်ဘာတွေဖြစ်လာရတယ်ဆိုတဲ့အရာတခုတော့ဟိုမိဘတွေ ကိုဖြစ်ဖြစ်ပေါ့နော်ဟိုတစုံတစ်ယောက်ပေါ့နော်လူကြီးတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ်ဟိုဖွင့်ပြောပြတာမျိုး ဖြစ်စေချင်တာပေါ့နော်ဟိုအဲ့လိုမျိုးဖြစ်အောင်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတဲ့ဟာပေါ့နော်ဆိုတော့ဆန်နီမာတီချက်ဟိုဟိုဒီအကြောင်းအရာတွေနဲ့ဆက်ဆက်တဲ့မေးခွန်းတွေလည်းမေးဖို့ရှိပါတယ်တချက်ဆိုတော့ဒါလေးကတော့ intro အနေနဲ့ဆန်နီပြောပြတာပေါ့နော်တချက်အဲ့တော့ဟိုမေးခွန်းလေးဒီချက်ကိုစပြီးတော့မေးချင်ပါတယ်ချေအဲ့တော့ပထမဆုံးပေါ့နော်ဒီချေပြောသွားတဲ့အကြောင်းအရာတွေတည်းရပဲအဲဒါနေမေးဖို့ရှိတဲ့ဟာလေးတစ်ခုပါပထမတစ်ခုကကြတော့ သားသမီးတွေအနေနဲ့ပေါ့နော်ဟိုမိဘတွေကမိဘတွေနဲ့အတူတူမနေရအောင်မမိဘတွေကဟိုနေမှာဒါမှမဟုတ်လို့ရှင်အခြားသောနိုင်ငံတစ်ခုခုမှာပေါ့နော်ဟိုအလုတ်သွားလောက်ရတာမျိုးတွေဖြစ်လာနိုင်အဲ့ဒီခါမှာဒီသားသမီးတွေအနေနဲ့ပေါ့နော်ဒီကလေးသူငယ်တွေအနေနဲ့အဲဆွေမျိုးနှီးဆက်တော်လက်ခေါင်းပေါ့နော်အဲ့လိုမျိုးနဲ့အတူတူနေခဲ့ရတဲ့အခြေအနေမှာ အဆင်မပြေတာတွေရှိနိုင်တယ်ပေါ့ဒီချက်အဆင်မပြေနိုင်တာတွေရှိတယ်ရှိတဲ့ဟာမျိုးတွေကိုလည်းတို့ကတို့ရဲ့မိဘတွေကိုကြောက်ပြီးတော့ပြန်မပြောတာမျိုးတွေအဲတို့ခံစားရတဲ့ခံစားချက်တွေကိုထုတ်မပြောပြတာမျိုးတွေရှိတယ်အဲရှိရဲ့အခါမှာမိဘတွေကလည်းမသိနိုင်ဘူးပေါ့နော်မသိနိုင်မင်းနဲ့တို့ကတို့ခံစားပြီးတော့တို့ရဲ့ဒီခံစားချက်ကြီးရပဲတို့ရဲ့စိတ်ထန်ရဖြစ်သွားစေပြီးတော့တို့ရဲ့ဘဝမှာအဆင်မပြေမှုတွေဖြစ်သွားစေရပေါ့ဒီချက်အဲ့တော့အဲ့လိုမျိုးခလေးတွေကိုပေါ့ နော်ဒီကလေးတွေကိုဘယ်လိုအသိဉာဏ်ပေးရမလဲမိဘရဲ့အနေနဲ့ဘယ်လိုမျိုးစောရဲရပါတော့ဒီလိုမျိုးသွားဖို့ရှိရဲခွဲနေရဖို့ရှိရဲဆိုရင်ဒီကလေးတွေကိုဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲသူတို့ကိုဘယ်လိုပြန်ပြောရမလဲဆိုတဲ့အသိတရားလေးဝင်အောင်ပေါ့နော်အစတွေကဘယ်လိုမျိုးပြောထားတဲ့နည်းလို့ဒီချက်ထင်တယ်ပေါ့နော် အဲ့ဒါလေးသိကြပါတယ်ချေဟုတ်ဟုတ်ကဲ့ပါဒီချေဒီချေမေးရဲ့အပိုင်းလေးတွေကိုနော်အပိုင်းလေးတွေခွဲပြီးဖြေပေးပါမယ်အဓိကကတော့ကျမတို့တွေခလေးတွေပေါ့နော်အာလီချန်ဟူဘွားကအာလီချန်ဘွားဆိုတော့ခုနဒီချေပြောတဲ့အဲမိခလေးမှာပေါ့နော်အသက်ကလေးကဘယ်ရွယ်လောက်ကခလေးလေးတွေကိုဟိုဒီချေရင်းညွှန်းညံတာဖြစ်လဲအော်ဒီချေဟောပါပေါ့ဒီတချို့ဆိုလို့ရှိရင်မိဘတွေကဟို 3နှစ်4နှစ်လောက်မှာတည်းကဟိုထားခဲ့ရတာမျိုးရှိရယ်ပေါ့နော်ရှိရယ်ရှိရဲ့ခါမျိုးမှာဥမာအဖေကနေမှာတာဝန်ကြတာတော့လကောင်းတခြားတနေရာတော့ရတာတော့လကောင်းအမေကကြာအမျိုးသားနောက်ကြလိုက်တော့ရတယ်ပေါ့ခလေးကိုကြတော့ဒီအဖိုးအဖွားတမောအတော်တွေပိုင်းနဲ့ထားခဲ့ရတယ်အဲ့တော့အဲ့ဒီအရွယ်ကစပေါ့2နှစ်ခွဲ3နှစ်လိုမျိုးအရွယ်လေးကဒီအမျိုးတွေကတော့ထိန်းပေးထားတယ်ပေါ့နော်ထိန်းပေးထားတယ်ဆိုတော့ညာလေဟိုကိုယ့်ရဲ့သားသမီးအရင်မဟုတ်တဲ့အတွက်အမြဲတမ်းရောကောင်းမွန်စွာဆက်ဆံမနေနိုင်ဘူးပေါ့နော်ဒီကျဲအဲ့ဒီခါမှာဖြစ်လာနိုင်တဲ့ခလေးတွေရဲ့ အဲ feelings တွေပေါ့နော်အဲအဲ့ဒါမျိုးလေးတွေပေါ့ဟုတ်ဒီချက်ဟုတ်ဆိုတော့ခုနတချက်အသက်ကလေးမေးရဆိုတာအကြောင်းရှိရပေါ့နော်ဆိုကျွန်တော်တို့ကလေးတွေဟာအာ early childhood လို့ခေါ်တယ်ကျွန်တော်မွေးကစားကနေ၈နှစ်အဲ့ဒီအချိန်အတွင်းမှာကျွန်တော်တို့ကဒီ attachment ဆပြီးတော့တန်အောင်စင်ပေါ့နော်တန်အောင်စင်ဆပြီးတော့တီဆောက်တဲ့ကာလလေးရှိပါတယ်မိဘတွေနဲ့ဆပြီးတော့သူတို့ကအသက်9လအကျော်ကနေဆပြီးတော့ဒီမိဘကိုယ့်ရဲ့ care giver ပေါ့အဓိကကိုယ့်ပြုစားရှောင်တဲ့သူတွေကိုသူတို့ကပြင်းပြင်းထန်ထန်အဲ့ဒီအချိန်မှာဆပြီးတော့ attach လုပ်ပါတယ်ဆိုတော့အခုတချက်ပြောသလိုဆိုရင် သူကဒီကလေးဒီနှစ်နှစ်ခွဲသုံးနှစ်မှာအဲ့တော့သူ dash လောက်ထားတဲ့သူနဲ့သူကခွဲခွာရတယ်ဆိုရဲအဟာကိုကျွန်မတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီတစ်နှစ်ခွဲပေါ့နော်အဲတစ်နှစ်ခွဲမှာဆိုရင်ကလေးတွေဟာ separation anxiety ဆိုရဲခွဲခွာခြင်းချိန်မှာရတယ်စိတ်တော့ကသူတို့ကအကြီးမားဆုံးပဲပေါ့နော်ဒါကြောင့်မလို့ဒီနှစ်နှစ်ခွဲဆိုလို့ရှင်လဲဒီ separation anxiety ဟာရှိနေသေးတယ်နောက်တစ်ခုကကျတော့ဒီ childhood year မှာဆိုရင်ကလေးတွေကဒီမိဘတွေနဲ့လက်ပေါ်တတိနေခြင်းနဲ့ အဲစိတ်ပုံများတယ်ပေါ့နော်မိဘတွေချစ်ခံကျင်တယ်အယူရခံကျင်တယ် သူတို့ရဲ့အဲဘေးနားမှာမိဘတွေရှိစေခြင်းအဓိကမိဘတွေနဲ့ပဲအချိန်ကုန်ကြတာမျိုးပေါ့ဆိုတော့အဲ့ဒီအချိန်မှာဒီမိဘနဲ့မနေရလို့တခြားသူပေါ့သူ့စိတ်ထဲမှာထင်တာကတော့အဖေမေထားခဲ့တဲ့အဲ့ဒီသူတွေကသူတို့ရဲ့ကဲကဲပါလို့သူတို့ထင်တာကဲကဲပါလို့သူတို့ထင်တာဖြစ်တဲ့အတွက်အဲ့ဒီသူတွေသူတို့ချစ်အောင်လို့သူတို့ကအဲ့ဒီအချိန်မှာအလိုက်ထိုက်တွေနေပေးတဲ့အကျင့်တွေကကလေးဘဝမှာကလေးကသူတို့ရသွားနိုင်တယ်ဒီချက်ဆိုတော့ခုနကပြောသလိုပေါ့နော်အဲ့ဒီသူနဲ့အတူနေမျိုးတွေအဖွားတွေအဖိုးတွေဦးလေးတော်ဆက်သဖြင့်သူတို့ abuse လုပ်တယ်ပေါ့ for example ပေါ့နော်သူတို့အဲ့လို abuse လုပ်တယ်ဆိုတော့မသူတို့ကအဲ့ဒီဟာကိုထုတ်ဖို့မပြောဘူးတခြားပြောပြထုတ်ဖို့မပြောဘဲနဲ့ဘာလို့မပြောရလဲဆိုတော့သူတို့အဲ့လိုထုတ်ပြောလိုက်တယ်ဆိုရင် တို့မချစ်တော့မှာဆိုတော့အဓိကအဒီအရွယ်ကသူကအချစ်ခံခြင်းနဲ့အရွယ်လေးဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကတို့မချစ်တော့မှာကြောက်တယ်မချစ်တော့မှာကြောက်တယ်အညူညင်တော့မှာကြောက်တယ်ဆိုတော့အဲ့တော့သူအဲ့ဒီ abuse လုပ်တဲ့ကိစ္စတွေကိုပေါ့နော် emotional ပဲဖြစ်ဖြစ် physical ပဲဖြစ်ဖြစ်အဲ့လို abuse လုပ်ခံရတာတွေကိုချစ်ခံတာပေါ့ချစ်ခံပြီးတော့အဆင်ပြေခြင်းအောင်မိဘတွေရှိမှသူအဆင်ပြေတဲ့ပုံစံနဲ့လိုက်ထိုက်တယ်သူတို့အဲ့လိုနေတာပေါ့နော် ။ဒါနေတော့ဘာဖြစ်လာလဲဆိုတော့ခုနပြောသလိုပဲတကယ်ပြောသလိုမိဘတွေကလည်းတော့မသိဘူးဒီကိစ္စအော်အဲ့ဒီတော့ဆိုတော့ तू ကလည်းခုနလိုပဲမိဘကထွက်သွားမှာအချိန်တန်ရင်အဲ့တော့ငါတို့နဲ့ပဲကြံခဲ့မှာငါတို့နဲ့ SMB လို့မဖြစ်ဘူးဆိုတော့အတွေးလေးရှိတဲ့အခါကျတော့ तू ကလည်းဒီຢာကြီးကိုနှစ်ပေါင်းများစွာပေါ့ဒါအချိန်တစ်ခုထိ तू ကြိတ်ခံမယ်။ဆိုတော့အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့တကယ်ပြောသလိုဘာတွေဖြစ်လာနိုင်လဲဆိုတော့အဲ့ဒီကလေးတွေကဒီသူ့ရဲ့ဒီ behavior ကအဲ့ သူများတွေကိုလိုက်ရောညှိတွေဖြစ်အောင်လုပ်နေကြဖြစ်တဲ့အခါမှာကျွန်တော်တို့စိတ်ပညာဘက်မှာဆိုရင် agreeable အရင်ဖြစ်တယ်ပေါ့နော်လိုက်ရောညှိတွေအရင်လုပ်လို့နိုင်လိုက်ရောညှိတွေအရင်လုပ်လို့နိုင်ဆိုရဲလူကဘာဖြစ်လာတတ်လဲဆိုတော့ people pleaser လို့ခေါ်တဲ့လူအကြိုက်ကိုလိုက်တတ်တဲ့သူဖြစ်လာတဲ့အခါသူကအသက်တစ်ခုရောက်လာရဲဆိုလို့ရှိရင်သူတို့ဘာရဲ့လိုအပ်ချက်ကိုအရင်ဖြည့်ဆည်းပေးခြင်းနေတာသူတို့ဘာတွေကမတောင်းဆိုသေးပဲနဲ့တောင်သူကဘာလုပ်လဲဘာလုပ်လဲဆိုပြီးတော့မေးတဲ့ပုံစံမေးတဲ့လူတန်းစားတည်းရဖြစ်သွားတယ်နောက်တစ်ခုကကြတော့ အဲ့ဒီသူတို့ဘာရဲ့လိုအပ်ချက်တွေအခုညီတောင်းတာတွေကိုလည်းသူတို့ကမလုပ်ဝေးရရင်သူတို့အဲခုနကငငယ်တော့အစိတ်ပဲပေါ့နော်သူတို့ချစ်တော်မှာမခင်တော့မှာပေါင်းသင်းမလုပ်တော့မှာဆက်သဖြင့်နေနဲ့အဲ့လိုအတွေးတွေဖြစ်ပြီးတဲ့အခါမှာသူတို့မကူညီလိုက်ရရင်သူတို့က guilty ဖြစ်တဲ့လူရန်စားတည်းဖြစ်လာတယ်ဆိုတော့အဓိကအဲ့ဒါဘာလဲဆိုင်းပြနေရလဲဆိုတော့ဒါ people pleaser ဆိုင်းကိုပြနေရပေါ့နော်ဆိုတော့ people pleaser တွေဒီမှန်တိုင်းပြောရင်တော့ကျမတို့ဒီဘဝမှာတကယ်အရင်ပင်ပန်းနေရင်ပင်ပန်းနေဘာလို့လဲဆိုတော့သူတို့တွေဒီအာ သူတပားရဲ့အလုပ်ကိစ္စတွေကိုသူတပားကမတောင်းဆိုခြင်းမဲ့လဲ ready to help ဖြစ်နေအရန်ကူညီဖို့အစဉ်အသင့်ပဲအဲသူတပားကတောင်းဆိုပြီးတော့သူတို့ကူညီဖို့အတော့အဲအရေးကြီးတော့အကြောင်းအရာတစ်ခုခုရှိလို့ပြက်ကွက်သွားမင်းလေသူတခြားအဲ့လူကသူ့ကိုအပြင်မပြောဘူးပေါ့ဒါမဲ့သူကအဲ့ချိန်မှာခုနကကျမပြောသလို guilty ဖြစ်နေတာဟဲ့ငါမကူညီလိုက်ရဘူးဟဲ့ဒုက္ခပဲအားနာလိုက်တာသူကတော့ဘယ်လိုထင်အောင်လဲမသိဘူးမသိဘူးဆိုပြီးတော့သူ့ဘက်သူတွေးပြီးတော့ guilty အရင်ဖြစ်တဲ့ စိတ်ဖြစ်နေတာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့သူကအရင်နေရသူတို့ကဟို pressure များတယ် tension များနေတယ်သူများမပေးဘဲနဲ့ဟိုသူက pressure များနေတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဆိုတော့အဲ့မှာတကယ်ခုနကပြောသလိုဘလိုမျိုးစိတ်ကိုထားရမလဲဆိုတော့မိကုန်းတကယ်ပြောရပေါ့နော်ဆိုတော့ကိုဒီလိုမျိုးဖြစ်နေပြီဆိုရင်ကိုကိုပြီးပြီး pressure ဖြစ်ဒါဆိုတော့အရင်ဆုံးသိအောင်လုပ်ပါဆိုတော့ကျမတို့ကဘာပြောလဲဆိုတော့ကောင်းစားလိုက်လုပ်မယ်ဖြစ်ဖြစ်ပေါ့နော် ကျမရဲ့တန်းတန်းမဖြစ်ကျမပြောတော့တခုရှိရဲဆိုတော့ကိုဘာဖြစ်နေရလဲဆိုတာကိုအင်းတော့သိလိုက်တယ်ဆိုရင်တော့ okay ပါအဲကျမတို့အဆင်ပြေပါလို့ဆိုတော့ဒီရားနေယုံထွက်ဖို့ဒီရားနေလွတ်မြောက်ဖို့သတိရှိသွားတဲ့အတွက်ပေါ့အခုတချေပြောတဲ့အတိုင်းပဲကိုက people pleaser ဖြစ်နေရဲဆိုရယ်ကိုရဲ့ personality ကိုသိပြီးဆိုရင်ကျမတို့က boundary setting ချပြီးတော့နေဖို့လိုတဲ့တချေအလွယ်ဆုံးပြောမယ်ဆိုလို့ရှင်တော့ ကိုယ့်ရဲ့စီမင်းစီကန်နဲ့ကိုယ့်ကိုဝင်ရလိုက်တာပေါ့နော်ကိုယ့်ကိုစီချပြီးတော့နေလိုက်တယ်ပေါ့အဲဘယ်လိုပြောရလဲဆိုတော့ဥမာအဖြစ်တီချဲကသူတို့တွေနဲ့ပတ်သက်တဲ့အရာတခုကိုတီချဲကလုံနိုင်တဲ့လောက်ပဲလုံမယ်ဆိုတော့ကိုယ့်ရဲ့ emotional boundary ချထားတယ်ပေါ့နော်ဆိုတော့ငါ့ရဲ့စိတ်ကိုပင်ပန်းလာတဲ့အထိတော့မကူညီပေးဘူး ငါကုညီနိုင်တော့ကိုရောကုညီပေးမယ်ဆိုရဲ physical emotional ပေါ့နော် emotional boundaries မျိုးထားရပဲဖြစ်ဖြစ် so physically ရဆိုလဲလိုပဲပေါ့နော်ငငယ်တော့ကဥမာတချက်ပြောသလိုအာကိုရဲ့ physical ဘိုင်းရမှာလဲကိုမကြိုက်တာမျိုးလာပြီးတော့ ठी ပါတယ်ဆိုလို့ရှင်ကိုကအာစိတ်နှုတ်မပြောဘူးပေါ့နော်စိတ်နှုတ်မပြောဘဲနဲ့ကြိတ်ပြီးတော့ခံတယ်ခုနလိုပေါ့အဆင်မပြေ गाय ဖြစ်မှာဆိုတော့အဲ့တော့တချို့ကြိတ်ခံတာမျိုးတွေရှိရအရောကိုကအရွယ်တခုမှာခုနကပြောသလိုမျိုးအော်ငါဒီပြပြပလီဇာဘက်ကိုရောက်လို့ဆက်ဆက်ဖြစ်နေတယ်ငါရောက်နေပြီဆိုတော့ယူဆလိုက်တယ်ဆိုတော့ စေနုပြောတတ်အောင်ကျင့်မယ်ဒီချက်အဲ့တော့အဓိကဘယ်လိုနေထိုင်ရမလဲဆိုတော့ကိုယ့်ဘာကိုယ် boundary တွေနဲ့သတ်မှတ်ပြီးတော့နေထိုင်မှာ physically အရာရော boundary ထားပါ emotionally အရာရော boundary ထားပါအဲသူတို့တွေနဲ့ပတ်သက်ပြီးတော့ကိုယ်ဒီမလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင်လည်းကိုယ်က guilty မဖြစ်ပါနဲ့အဲ့တော့ဒါကအဲ့လိုမျိုး guilty ဖြစ်တဲ့စိတ်ကကိုယ့်ကိုယ်ကိုဟိုစိတ် ညှင်းမနေရတဲ့အတူတူပဲဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ boundary သာချပြီးတော့နေမယ်ဆိုလို့ရှင်ကိုကဘာဖြစ်လဲဆိုပုံမြင်လင်းပြတ်သားသားပြောနိုင်တယ်အဲကျမကတော့ဒီတစ်ခေါက်တော့လုတ်ပေးနိုင်မယ်ဒီတစ်ခေါက်တော့ကျမအလုတ်မရလို့မလုတ်ပေးနိုင်ဘူးဆိုတာမျိုးညှင်းနိုင်တယ်ခုနကကျမပြောတဲ့ say no လေးပေါ့နော်ဆိုတော့အဲ့တော့ဒီချက်အနေနဲ့ကတော့အဲဒီခုနတစ်ချက်မေးခွန်းကိုပေါ့နော်ကျမထပ်ပြီးတော့အချုပ်ပြောရမယ်ဆိုတော့ boundary setting ချပြီးတော့နေထိုင်ခြင်းကကျမတို့အတွက်အရင်အဆင်ပြေပါတယ် people pleaser ဘဝကလွတ်ချင်နေဆိုရင်တော့ say no ဆိုတဲ့စကားလုံးကိုလုံးဝ greedy မရှိဘဲနဲ့တုံးမှတစ်ချက်ကိုမလုံးနိုင်တဲ့အရာတစ်ခုကိုဟိုလုံးနိုင်လောက်တယ်ထင်ပြီးတော့ကိုညီမဲလို့အမဘန်နေခံလိုက်တာကိုကိုဘာတန်ထပ်ဖြစ်စေရလဲကိုဝင်တော့မဖြစ်စေကို pressure ဖြစ်စေကို tension ဖြစ်စေကိုအဆင်မပြေမှုတွေဖြစ်လာမယ်ဆိုရင်ခုနတချို့ပြော emotional boundary ဆိုအဲ့ဒါပဲကိုကို emotion ကို toxic ဖြစ်စေမယ့်အရာတွေကိုကိုလက်မခံနဲ့ဒီဟာငါ့ကို toxic ဖြစ်လာစေရငါ့ရဲ့စိတ်ကိုအာ ရှုပ်ထွေးစေရယ်ပင်ပန်းစေရယ်ဆိုရင်ဒါညင်းရမယ်ဒီချက်အဲ့တော့အဓိကတော့ဆေးနှုတ်ကိုသုံးမယ်ပေါ့နော်ဆိုတော့ဒီနှစ်ချက်လေးသုံးပြီးတော့ဒီချက်နေထိုင်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ခုနကတော့ဒီချက်ပြောတဲ့အားလေးကိုအဖြေလေးရမယ်ထင်ပါတယ်နော်ဒီချက်ဟုတ်ဟုတ်ကဲ့ပါဒီချက်ကျေးဇူးတင်ပါတယ်ဟုတ်အဲ့တော့နောက်ထပ်အကြောင်းအရာတစ်ခုပေါ့နော်အဲနောက်ထပ်အကြောင်းအရာတစ်ခုကကြတော့ဒီချက်အဲတမိမိန်ကလေးမွေးထားတဲ့မိပါတယ်ပေါ့နော်အဲ့တော့အဲတချို့က ပြောတယ်ဗောနော်ဒီသမီးမိန်းကလေးအရွယ်ရောက်လာတယ်ဗောနော်အရွယ်ရောက်လာဆိုတာဒါအပြိုးပေါ်ဝင်လာတယ်အပြိုးပေါက်ရွယ်ဖြစ်လာတယ်အဲ့ဒီအချိန်မှာအချို့မိဘတွေကဒီရီးစားထားတဲ့အခြေအနေတစ်ခုမတိုင်ခင်မှာအခြားသောစန့်ချိန်မဲ့လေယောက်ျားလေးနဲ့ပေါ့နော်ဟိုရင်းရင်းနီးနီးပြောတာဆိုတာကိုတအားကန့်သက်လေးရှိကြတယ်ပေါ့နော်ဆိုတော့ဟိုယောက်ျားလေးတွေကိုလည်းတချို့မိဘတွေကကန့်သက်ပါတယ်ဆိုတော့အဲ့ဒါမျိုးတစ်ခုပြီးတော့ဟိုဒီလိုမျိုးပေါ့နော် ယောက်ျားလေးတွေနဲ့ရှုပ်ရှုပ်ရွှဲရွှဲမနေရဘူးပြောတာဆိုတာတွေမလုပ်ရဘူးเนาะဟိုပါပေါ့เนาะရင်းရင်းနှီးနှီးမနေရဘူးပေါ့မရောရဘူးပေါ့เนาะအဲအဲ့ဒါမျိုးတွေရဲ့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ဟိုရီစာမထားရဘူးရီစာထားရင်တက်ကိုဖက်နဲ့ထုတ်ထားရပါတော့အဲ့လိုမျိုးထိပါပြောကြတော့ဟိုအရန်ကြောက်ကြတယ်ဗောနော်ကြောက်ကြတော့ဘာဖြစ်လဲဆိုတော့ယိုယိုတာတာပြောဖို့ဆိုဖို့ပေါင်းတဲ့တဲ့ငွေချင်းတောင်အဲ့လိုမျိုးမရှိတာမျိုးဗောနော် ဒီယောက်ျားလေးဆိုလဲမိန်းကလေးတငယ်ချင်းမရှိရမိန်းကလေးဆိုလဲယောက်ျားလေးတငယ်ချင်းမရှိရမျိုးအဲ့လိုမျိုးတွေဟိုပါဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းရေရှည်ပေါ့နော်သူဒီကလေးအရွယ်ရောက်လာတဲ့အချိန်မှာဟိုလုပ်ငန်းဝင်ဝင်ရတာမျိုးတွေရှိမယ်ပေါ့နော်အခြားသောအရာတွေနဲ့ပတ်သက်တာရှိမယ်အဲ့ဒီခါကျလို့ရှိရင်သူတို့ဒီဟိုရဲရဲဝံ့ဝံ့ဟို communication မလုပ်နိုင်ရတာမျိုးတွေဖြစ်သွားတဲ့အထိဖြစ်နိုင်တယ်ပေါ့နော်ဒီချက်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုရောဒီချက်ရဲ့အမြင်လေးသိကြလို့ပါဒီချက်ဟုတ် ဟုတ်ကဲ့ပါဒီချက်စမ်းလေးအဲ့ရနဲ့ပတ်သက်ပြီးတော့ကျွန်မအသက်ပိုင်းခြားလေးတွေနဲ့အလိုက်ပေါ့နော်လူတွေမှာ attach လုပ်ကြရတဲ့နောက်ကလူတွေစိတ်ဝင်စားကြတဲ့အားလေးကိုအရင်ပြောပြပါမယ်။ဟိုကျွန်မကခုနကပြောသလိုပေါ့နော် early childhood ဖြစ်တဲ့မွေးကာသကနေ၈နှစ်ဆိုရင်ကျွန်တော်ကလေးရဲ့ ဒီမိဘတွေဆရာတွေကို attach လုပ်တယ်မိဘတွေဆရာတွေကိုစိတ်ဝင်စားတယ်ပေါ့နော်အဲ့ဒီလူတွေဆရာနေပြီးတော့အတူယူတယ်သင်ကြားတယ်အဲ့ဒီလူတွေနဲ့နေရတော့ပိုကြိုက်တယ်ပြောတယ်ဆိုတာမျိုးဖြစ်တယ်အာလီချိုင်းဟုကြော်သွားတယ်၈နှစ်အကျော်၈နှစ်ကနေပြီးတော့ဟို16နှစ်25နှစ်လောက်အထိကိုကျွန်တော်က middle childhood လို့သတ်မှတ်ပြီးတော့သူကကြတော့ PR attach ပေါ့နော်အဲ့ဒီအချိန်ဆိုလို့ရှိရင်ကြတော့ပေါင်းတဲ့နေရတော့ကြိုက်တယ် မောင်းတဲ့နေရာပြောရဲကျွန်တော်တို့ကလေးဘွားလို့ပေါ့နော်ဆိုတော့တငယ်ချင်းတွေနဲ့ပဲနေခြင်းလို့ကြည်လာလို့ရှိရင်မိဘနဲ့မနေဘူးတငယ်ချင်းတွေနဲ့ပဲနေမယ်ဆိုတော့အတွေးလောက်ထိကိုဖြစ်တဲ့အထိအာတငယ်ချင်းတွေနေရာရန်ကိုပျော်ရွှင်နေတာဆိုတော့အဲ့ဒီချိန်မျိုးဆိုရင်မိဘနာတိတ်မကတ်တော့ဘူးအဲအဲ့ဒီချိန်မှာမိဘတွေကဒီသဘောသဘာဝတွေကိုသိရမယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ကဒီစိတ် ဟို child psychology အရာဟိုပြောမယ်ဆိုလို့ရှိရင်တော့ဒါကလေးတွေရဲ့ emotional development တွေအာဖြစ်လာတဲ့သဘောတရားအရာပဲပေါ့နော်ဒါပုံမှန်ပဲဒါဒီဒီတယောက်ထဲမှာကွက်ဖြစ်တာမျိုးမဟုတ်ဘူးဒီတယောက်ထဲမှာလို့ကွက်ဖြစ်တဲ့ပုံစံတွေမဟုတ်ပဲねကလေးတိုင်းတွေဒီလိုမျိုးပဲဖြစ်နေတာပေါ့နော် generalize အရာဆိုလို့ရှိရင်ဆိုတော့ခုနတကယ်ပြောတဲ့ဟာက dollar sign မှာဖြစ်မှာဆိုတော့ dollar sign မှာဆိုလို့ရှိရင်ကိုမတို့ကဒီ15နောက်ပိုင်းလေးဆိုတော့ dollar sign ဖြစ်လာရင်သူကဒီ opposite sex interest ကဖြစ်လာပြီဒီချက်ပုံမှန်ပဲပေါ့နော်ဒါဒီသူက အဲ့ဒီချိန်မှာသူကခလေးတွေဟာအတော့ဒီယောက်ျားလေးဆိုရင်လည်းမိန်းကလေးကိုစိတ်ဝင်စားမယ်မိန်းကလေးဆိုရင်လည်းယောက်ျားလေးကိုဒါစိတ်ဝင်စားကြရတယ်ဆိုတော့မျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာလူကြီးတွေဒီတဘာဝတရားကြီးကိုကြော်လွန်ပြီးတော့အဲခုနကလိုအတင်းအကျပ် အဲသူတို့ကန့်တတ်တာတွေချုပ်ချယ်တာတွေလှုပ်ချင်းဟာသူတို့အတွက် positive effort ဖြစ်မနေဘူးအဓိကအဲ့ဒီချိန်မှာကျွန်မကြံပေးချင်တာဒီ dollar sign အရွေးရောက်လာရင်မိဘနဲ့တာသမီးရဲ့ relationship ဘယ်လိုထားရမလဲဆိုတာကိုကျွန်မအရင်ဆုံးပြောချင်တာပေါ့နော်ဆိုတော့ဒီ dollar sign အရွေးရောက်လာလို့ရှိရင်တာသမီးနဲ့မိဘကဒီ friendship ပုံစံနဲ့တွေ့ရအဆင်ပြေတယ် တငယ်ချင်းမှပေါင်းရမယ်ပေါ့နော်ဥပမာဖြင့်မိန်းကလေးဆိုလို့ရှင်လဲသမီးအမိန်းကလေးအမေနဲ့ပိုနီးကြတာဖြစ်တဲ့အတွက်အမေဒီခုနတချက်ဆန်နေပြောသလိုအာနေဒီယောက်ျားလေးနဲ့မပေါင်းနဲ့ဒီယောက်ျားလေးနဲ့ပေါင်းအိမ်ဒီဒီမရတာတွေဖြစ်တာမျိုးဆိုပြီးတော့ဒီအဆုံးရောက်တဲ့အတွေ့ခေါ်အတွေ့အမြင်နေနဲ့အရန်ကန့်တတ်တယ်ဆိုလို့ရှင်ကလေးနေနဲ့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီရှေ့အပိုင်းမှာဆွေးနွေးတယ်ပေါ့နော်ခိုးလုပ်မယ်ဆိုတော့ तू ကအဲဘာလုပ်လဲဆိုတော့လူရဲ့စိတ်ကိုက don't လို့ပြောလိုက်ပို့လို့ချန်တယ် မလုံးနဲ့မပေါင်းနဲ့ဆိုရင်ပို့ပြောချင်တာပို့လို့ချင်တာပို့ပေါင်းချင်တာဖြစ်တဲ့အတွက်အမေကလည်းလို့တားတယ်ဆိုတော့သူကခိုးပြီးပေါင်းမှာပဲခိုးပြီးပေါင်းတဲ့အပြင်အမေကမသိအောင်မလုပ်တာဖြစ်တဲ့အတွက်ခိုးလို့ပါဆိုတော့ဒီဘက်မှာသူခိုးလို့နေရတော့မိဘဘာမှသိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ကဒီကတောက်ကြလေးဆိုလည်းဒီလိုပဲအဖေနဲ့တငယ်ချင်းပေါင်းပေါင်းမယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူကမိဘနဲ့တာသူမနေ close ဖြစ်နေ close ဖြစ်နေဖြစ်တဲ့အတွက်ကြောင့်မလို့ clay ဘာတွေလုပ်နေလဲဆိုတော့ဟိုသူ double double ဖြစ်လာပြီလေသူဘာတွေပြောင်းလဲလာပြီလဲဆိုတော့သူနဲ့စကားပြောကြည့်ရင်နဲ့ မိဘတပံတည်အောင်လောက်အောင်မှာအခုနောက်ပိုင်းမိဘတွေကဘာဖြစ်လဲဆိုမှားနေကြမနီဘရခုနတရှယ်ဆန်နေပြောသလိုပဲအာနင်တို့ဒီရေးစားထားလို့ရှိရင်နင်တို့ဘာလုပ်မညာလုပ်မယ်ဆိုတော့အဲ့လိုမျိုးဟာပို့ပြီးတော့မှားရင်းနေပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကတယောက်အကြောင်းတယောက်သိချင်းဒါကျမတို့ communication လုပ်မှရဥပမာဖြင့် main ကလေးတွေကယောက်ျားလေးနဲ့အပေါင်းအသင်းမလုပ်ရင်ယောက်ျားလေးရဲ့အကြောင်းမသိတော့ယောက်ျားလေးတွေလည်းလိုပဲ main ကလေးနဲ့အပေါင်းအသင်းမလုပ်သူတို့က main ကလေးတကယ်ချင်းမရှိဘူးဆိုတော့ main ကလေးတွေသဘောသဘာဝမသိဘူး ဇယိုက်တဘာဝမသိဘူးစိတ်နဲ့စိတ်ထားမသိဘူးအဲ့ဒီလိုမျိုးဆိုလို့ရှိရင်ဒီယောက်ျားလေးဟာဒီမိန်းကလေးနဲ့မိန်းကလေးနဲ့ပတ်သက်ပြီးတော့ knowledge လုံးဝမရှိတယ်လို့ပဲမိန်းကလေးကလည်းဒီယောက်ျားလေးနဲ့ပတ်သက်တဲ့ knowledge လုံးဝမရှိတဲ့အခါမှာသူတို့တွေကဘာဖြစ်နိုင်လဲဆိုတော့အညာခံဖို့အညာခံရဖို့ percentage ပုံများတယ်အလိညာခံရဖို့ပေါ့နော်ဆိုမှဘာဖြစ်လာနိုင်လဲဆိုတော့သူတို့တွေဒီအောက်မှာလဲလဲဝဲဝဲရှိတဲ့ယောက်ျားလေးဆိုဒီမိန်းကလေးရဲ့ target ဖြစ်သွားနိုင်တယ်အကောင်ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အာသူကဘာမှမသိရဲ့လူဖြစ်တဲ့အတွက်ငါတို့ကလွယ်လွယ်လေး approach လုပ်လို့ရတယ် လွယ်လွယ်ချစ်ကပ်ပြီးတော့အဲခုနပေါ့နော်ဒီတခြားသော negative consequences တွေအများကြီးထပ်ဖြစ်လာနိုင်တယ်။ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီအသက်အရွယ်လိုက်သူရဲ့ hormone changes တွေ emotional changes တွေ double up ဖြစ်လာတာတွေကိုမိဘတွေက acceptable လောက်ရမယ်ပေါ့နော်။အဓိကအချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ she parenting session တွေမှာကျွန်တော်ပြောသလိုပဲဒီသားသမီးတွေရဲ့ဒီ double up ဖြစ်လာတဲ့ဟာတွေအကုန်လုံးမိဘတွေက acceptable လောက်ရမယ်ပေါ့နော် so emotional double lock ဖြစ်လာတယ်ဒီ cognitive ပေါ့နော်တို့ရဲ့သိမှုဆိုင်ရာတွေလည်း double lock ဖြစ်လာအောင်လဲကိုယ်ကဘေးကနေပတ်မှုပြေးမယ် so အဲ့ဒီ double lock ဖြစ်လာတဲ့အရာတွေကို음ဟိုတမခံနိုင်မဲ့နဲ့ငါသမီးလေးကိုငါကလေးလေးလိုပဲမြင်နေတယ်တို့ငါသားလေးကခုမှကလေးလေးပဲရှိသေးတယ်တို့ဆိုပြီးတော့အဲ့ဒီလိုမျိုးတို့ရဲ့အတွေးအမြင်နဲ့ ဖုံးလိုက်လို့မရအောင် shutdown လုပ်လို့မရအောင်လေဘာဖြစ်လို့ဆိုတော့တို့အဲ့လို shutdown လုပ်တိုင်းပဲဒါရီကလောက်ချတော့မှမဟုတ်နေဘူးဆက်လက်ပြီးတော့ဒီစိတ်တွေကရှိနေဥမှဖြစ်တဲ့အတွက်အဲ့တော့အဓိကကတော့ freshship ပုံစံနဲ့တွားမှအနေပူကင်းတာအဲ့လိုမဟုတ်ဘဲနဲ့အရင်ကြီးပဲ ုနလိုမျိုးပဲပေါ့နော်ဟိုတအားအာနာရှင်ဆန်ဆန်နေနဲ့အပိတ်ပင်တားစီပြီးတော့လုံးဝကိုနေမှာတငယ်ချင်းယောက်ျားလေးထားစရာမလိုနဲ့တငယ်ချင်းမိန်းကလေးထားစရာမလိုအချိန်တန်လို့ရှင်လည်းငါတို့ဒီပေးစားတဲ့မိန်းမတွေပဲနေလို့ကယူရမယ်ဆက်သဖြင့်ねအဲ့လိုမျိုးတွေအကန့်တ်ချုပ်ချယ်တာတွေအားဒီသားသမီးနဲ့မိဘကြားမှာရှိရဲ relationship ကိုပျက်စီးစေတယ်နောက်တစ်ခုကကြတော့စိတ်ပန်းဆိုင်ရာဝေးကွာသွားစေတယ် emotional distance ဖြစ် စေရပို့ပြီးတော့လေနောက်တစ်ခုကဒီ adolescent အရွယ်မှာမိဘနဲ့တာသမီကပုံမှန်အဖြစ် conflict ကဖြစ်နေကြ၁၉20လောက်မှာ conflict ကတချက်အကြီးဆုံးဖြစ်တဲ့အချိန်ပေါ့နော် highest level ဖြစ်တာ။ဘာလို့ဆိုတော့အဲ့ဒီအချိန်မှာကျမတို့ဒီ adolescent တိုင်းက who am i ပေါ့နော်ကိုယ့်ကိုလိုက်ရှာတယ်။ အဲ self identification လောက်တဲ့အရွယ်ဖြစ်တဲ့အတွက်လေအဲ့ဒီအချိန်မှာဒီသားသမီးကိုမိဘကနေပြီးတော့အဲ့လိုအရန်ချုပ်ချယ်တယ်သူတို့ရဲ့စိတ်ဆန္ဒကိုလုံး neck black လောက်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 တယ်ပေါ့ပယ်ချရတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ conflict ကမြားမယ်မိဘရဲ့စေတနာကိုလည်းသူတို့အနေနဲ့မြင်မှာမဟုတ်ဘူးသားသမီးနဲ့မိဘနဲ့ဆက်ဆံရေးကဒီ negative ဘက်ကိုပဲဥတည်သွားမှာဖြစ်တယ်ဒီချက်ဆက်ဆံရေးကတော့လုံးဝအဆိုးရွားဆုံးဖြစ်သွားနိုင်ပြီးတော့ပေါ့နော်ဥပမာအချိန်မှာဘာလို့ဆိုအိမ်ပေါ်ကဆင်းတယ် မင်းကလေးယောက်ျားလေးဆင်းညာတော့ကျွန်တော်တို့တွေ့ရတယ်မင်းကလေးယောက်ျားလေးအချိန်ဆိုလို့ရှိရင်အမေကဟိုအဖေကပေါ့နော်သူတို့ဖြစ်ချင်တာကိုနားမလည်ပေးဘူးသူတို့လုပ်ချင်တာပဲငါတို့ကတင်းနေလောက်ခိုင်းနေတယ်ပြီးတော့ငါတို့ရဲ့ row ကဒီမိသားစုမှာဘာလဲဘာမှလည်းမရှိဘူးဘာလို့ငါတို့ပြောလိုက်ရင်ဘရောမမလက်မခံတာဆိုရပုံစံမျိုးဖြစ်တဲ့အခါမှာအာဒီငါတို့တံမိုးမထားဘူးပေါ့သူတို့ဆက်တယ်မအလိုထင်တာပေါ့နော်ဆိုတော့တံမိုးမထားဘူးသူတို့ကလည်းသူတို့ ထိတ်ခံစားချက်ကိုလုံးဝထည့်သွင်းစမ်းသပ်ပြုဆိုပြီးတော့ဒီရွယ်ဆိုရင်ကလေးတွေကဘာလုပ်ကြလဲဆိုတော့အဲ့လိုကတော့ကစားရဖြစ်အိမ်မော်တွေကဆင်းပေါ့နော်အိမ်မော်ကနေဆင်းတဲ့အတွက်ကြောင့်မလို့ရတော့မဖြစ်လာမဲ့ consequence ကဒါ negative ပဲရှိတော့တာလေနော်အဲ့အတွက်ကြောင့်မို့တချက်အဲနောက်ဆုံးပြောချင်တာကတော့ဒီလိုမျိုးမိဘတွေဟာအာအခုကျမတို့တွေအခုဒူရိုက်ကူးနေတဲ့ဒီလို parenting programs တွေကိုဒါသူတို့ဒါလေ့လာမယ်ကြီးစုကြမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့စီမှာရှိနေတဲ့ဒီ parenting knowledge အမှားတွေပေါ့ပေါ့နော်သူတို့တွေအနေနဲ့ပြင်လာနိုင်မယ်လို့ဒါကျမတို့ကတော့ယူဆပါတယ်အဓိကတော့ဒီချေဒီမှန်ကန်တဲ့ parenting knowledge တခုရှိဖို့လိုတယ်အဲ့ဒါကခုနကပြောဆိုကလေးတွေရဲ့ဒီဖွံ့ဖြိုးတိုးတက်လာမှုတွေရုပ်ပိုင်းရရုပ်ပိုင်းရရောစိတ်ပိုင်းရရောပေါ့နော်ဒါတွေအကုန်လုံးကိုလည်းသိနေပြီးတော့လက်ခံရမယ်ငင်းဆန်လို့မရဘူးဆိုတော့ပေါ့ဒီချေဒါလေးအရေးကြီးပါတယ်ဒီချေဟုတ်ဟုတ်ကဲ့ပါဒီချေဒါနောက်ထပ်မိကုံးလေးတစ်ခုပေါ့နော်ဆိုတော့အာကျွန်တော်တို့ဒီဟိုရှိတတ်တဲ့ကိစ္စလေးတစ်ခုပါပဲ ြစ်တတ်တဲ့ကိစ္စတခုပေါ့နော်ဆိုတော့ဒီကလေးတယောက်မှာပေါ့နော်ဥမာမိဘတူဦးဆုံးမသွားတာမျိုးဒါမှမဟုတ်လို့ရှင်လေသူတို့ရဲ့မိဘတွေကကွာရှင်းလိုက်တာမျိုးပေါ့နော်သူမိမိဆောင်ဖဆောင်အတူတူမနေရတဲ့အဲကလေးတွေရှိတယ်ပေါ့နော်အဲ့ဒီအခါမျိုးမှာဆိုလို့ရှင်ဥမာကွယ်လွန်သွားတယ်ပေါ့နော်သူ့ရဲ့မိဘတဘာဘာကွယ်လွန်သွားတယ်အဲ့ဒီအခါမျိုးမှာဆိုလို့ရှင်ဒီကျောင်းလို့ဘာလို့မှအဲ့လိုတငယ်ချင်းနေအပေါင်းအသင်းနေအတိုင်းဝိုင်းနေခြားထဲမှာဆိုလို့ရှင်ပြောခံလေးရှိတာပေါ့နော် နင်ရမိဆုံးဖာဆုံးမရှိတော့ဘူးအဲ့တွဲနင်တို့နဲ့ငါတို့နဲ့ဒီမတူတော့ဘူးအဲ့တော့မတူတော့တယ်မတူတော့နင်ငါတို့နဲ့အပေါင်းအသင်းမလုံးနဲ့တော့လို့မျိုးအဲ့လိုမျိုးပေါ့နော်တငယ်ချင်းတိုင်းဝိုင်းချားထဲမှာလည်းအဲ့လိုမျိုးပြောခံရတာမျိုးရှိရပေါ့တကယ်အဲဒါမှမဟုတ်လို့ရှိရင်လည်းဥမာမိဘကွဲနေတာမျိုးပေါ့နော်မိဘတွေသူတို့ဟိုခွာရှင်းထားတာမျိုးကြောင့်အတူမနေရတော့ဘူးဆိုလို့ရှိရင်လည်းနင်မိဘတွေကကွဲနေတာလေအဲ diverse ဖြစ်ထားတာလေအဲအဲ့ဒီအတွက်ကြောင့်မို့လို့ငါတို့နဲ့မတူဘူးအဲ့တော့နင်နဲ့ငါတို့နဲ့ကဟို ပေါင်းလို့တင်လို့အဆင်မပြေတော့ဘူးဆိုပြီးအဲ့လိုမျိုးနှိမ်တာမျိုးရှိတယ်ပေါ့နော်ဒီသားသမီးတွေကိုဒီကလေးတွေကိုနှိမ်ခံရတာမျိုးရှိတယ်ပေါ့ရှင်အဲ့ဒီခါမှာရလာတဲ့ကလေးတွေရဲ့စိတ်ခံစားချက်ကသူတို့ဒီပြောခံလာတဲ့အချိန်မှာတော့သူတို့ဒီအားတင်းပြောတာဟိုနေလာခဲ့ပြီမဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါမျိုးကြလို့ရှင်သူတို့ဒီအယံခံစားပြီးတော့ဟိုငိုတယ်ပေါ့နော်ငိုငိုတယ်အဲသူတို့ရဲ့စိတ်ခံစားချက်ဒီအချိန်မှာတော့အယံကို ဟိုပြင်းပြင်းထန်ထန်ခံစားရတာမျိုးတွေရှိတယ်အဲ့ဟာကြီးတစ်ခုနဲ့ပဲသူတို့ရဲ့စိတ်ထဲမှာကအဲ့လိုတငယ်ချင်းအပေါင်းအသင်းဆိုလို့ရှိရင်လည်းတိတ်အများကြီးစိတ်ညစ်ပြီးတော့မပေါင်းချင်တော့တာမျိုးမပေါင်းနိုင်တော့တာမျိုးအဲ့ဒါမျိုးတွေရှိတယ်ပေါ့ဒီချက်အဲ့တော့အတိုင်းဝိုင်းနေခြားထဲမှာဆိုလို့ရှိရင်ခါလေးကြတော့ရှင်တငယ်ချင်းအတိုင်းဝိုင်းဆိုတာထက်ဆွေမျိုးအတိုင်းဝိုင်းထဲမှာကိုရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဆွေမျိုးတွေနဲ့လည်းငါတို့နှိမ်တာပဲမိစုံဖောက်စုံမနေရတာ ਨੇ ပတ်သက်ပြီးတော့နှိမ်နေ ဟိုတမ်းမတူဆိုပြီးတော့ဟိုပြောခံရတယ်အဲ့တော့အဲ့ဒီခါတွေမှာအဲသူတို့အနေနဲ့တငယ်စိတ်လိုမျိုးတွေဖြစ်သွားတယ်ပေါ့ဒီချေဆိုတော့အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒီချေအနေနဲ့ဘယ်လိုလေးမြင်လဲမသိဘူးဒီချေဟုတ်ကဲ့ပါဒီချေဆန်နီအဲ့တော့အဓိကကတော့အဲ့ဒါကို victim blaming လောက်တက်တဲ့လူတန်းစားတရက်ပေါ့နော်အဲ့လိုမျိုးရောင်းဝန်းရှိရပေါ့အဲ့တော့ အဓိကဘာဖြစ်ရမလဲဆိုတော့ဒီလိုမျိုးတွေပြောခံရတယ်ဒီလိုမျိုးလောက်ခံရဆိုရင်အဲ့ဒီ calculation ကလေးကိုပေါ့နော်ဒီလိုမျိုးမိဘမစုံတော့တာဟာသူ့ရဲ့အပြစ်မဟုတ်ဘူးသူဖန်တီးရမဟုတ်ဘူးပေါ့နော် ပြီးတော့ဒါကဟိုအားငယ်နေစရာလည်းမဟုတ်ဘူးဒါကြီးရဲ့ချိုးယွင်းချက်ကြီးလည်းမဟုတ်ဘူးပေါ့ဒါကြီးကတင်ငယ်စရာလည်းမဟုတ်ဘူးဆိုတာကိုသူသိအောင်သူ့ရဲ့ပတ်ဝန်းကျင်မှာရှိရသူ့ရဲ့မိသားစုဝင်တွေပေါ့နော်အဲ့မိသားစုဝင်တွေကသူ့ကို emotional support ပေးရမယ် ူ emotional strengthen ဖြစ်လာအောင်ပေါ့နော်စိတ်ပိုင်းဆိုင်ခွန်အားရှိလာအောင်လို့သူ့ကိုဒါကခုနပြောသလိုပေါ့နော်အားငယ်စရာဖြစ်ရမဟုတ်ဘူးဆိုတော့ခက်ခဲမှမှပြောပြရမယ်အဓိကအချက်ကတော့ဘေးနာဒီကလေးရဲ့ဒီမိသားစုဝင်တွေက emotional support ကောင်းကောင်းလေးအရင်ဆုံးပေးဖို့လိုတယ်။ပြီးနောက်တစ်ခုကကျမကြံပေးချင်တာအဲ့လိုမျိုးဖြစ်တယ်ဆိုဒီ victim blaming ဖြစ်တဲ့ရဝန်းကနေပြီးတော့ဟိုရှောင်ထွက်ရမယ်ပေါ့နော်။ရှောင်ထွက်ရမယ်အဲ့ရဝန်းမှာဆက်လက်ပြီးတော့မနေသင့်အောင်။အဲ့တော့နောက်တစ်ခါဒီလောက်တဲ့ဒီလို victim blaming လောက်တဲ့လူတွေပေါ့နော်။ ဲ့ဒီလူတွေနဲ့လည်း communication ကိုဖြတ်ချလိုက်လို့ရတယ်။အဲသူတို့တွေနဲ့ဆက်ပြီးတော့ပေါင်းသင်းကိုထိတ်တဲ့ကနေပြပြသသားပေါ့နော်။အဲမိသားစုဝင်အချင်းချင်းဆိုလိုက်အဲ့မိသားစုဝင်တွေနဲ့အခု cut လုပ်လိုက်မယ်ပေါ့နော်။ဖြတ်လိုက်မယ်။ဆိုတော့သူတို့ရဲ့အတွေ့အမြင်တွေကအမှန်တမ်းပြောတာဒီသူတို့ level နိမ့်နေလေးနိမ့်နေတဲ့အဲဒီထဲမှာတော့ပါတယ်ပေါ့နော်။ဆိုတော့ဒီရတဲ့အတိုင်းကျွန်တော်တို့ဖန်တီးလို့လည်းမရအောင် ရှောင်းလေးတို့လည်းမရတဲ့အရာမျိုးပေါ့နော်။ဒါမိဘကဒီတိတ်ခွဲခွဲတယ်လို့ဘာလို့ divorce ဖြစ်တယ်ဆိုတော့အဲ့ဒီ calculation တွေနဲ့သူဘာမှပံပတ်သက်ချင်းမရှိဘူးပေါ့နော်။ဆိုတော့ဟိုဒါကသူ့ကြောင့်ဖြစ်လာတဲ့အရာမဟုတ်တဲ့အတွက်ဒီကလေးမှာဘာတောင်းဝင်မရှိဘူးပြောရမှဆိုလို့ရှိရင်တော့အဲ့တော့အဓိကအဲ့လိုမျိုးလောက်ခံရတဲ့အတွက်ကြောင့်တရှိခုနကပြောသလိုသူတို့မှာတင်ငင်စိတ်တွေဝင်လာတယ်။ တင်ကစင်းလေးဝင်လာတယ်အငယ်လာမျိုးတွေဖြစ်လာတယ်ဆိုတော့အဓိကတော့ဘာလုပ်ရမလဲဆိုတော့သူတို့တွေ confidence ကိုပြန်လဲပြီးတော့တိဆောက်ပေးရမှာပေါ့အဓိကတော့အဲ့တော့ဒီလိုမျိုးအချင်းရာတွေကိုသူတို့ကဘာဖြစ်ရမလဲဆိုရင်အာဒီခုံအားတစ်ခုအနေနဲ့တုံးချရမယ်ဒါအားနဲ့ချက်မဟုတ်ဒါပေမဲ့ဒါဒီအဲငါ့ကိုဒီလိုမျိုးမြင်နေတယ်ဆိုတဲ့ဟာကိုပြောင်းလဲပြစ်မယ်ဆိုတဲ့အတွေးပေါ့နော်ကိုယ်ရှိရမယ်။အပြောင်းမြန်လုပ်ပြရမယ်ပေါ့နော်။အငငယ်စရာတင်ငယ်စရာလို့ယူဆရမယ်။စာကိုပို့ပြီးတော့အယောင်တောင်းတောက်ပေါအောင်လုပ်တဲ့တွန်းအားတွေခုံအားတွေဖြစ်နေ ိုယူဆလိုက်မယ်ပေါ့ယူဆပြီးတဲ့အခါမှာအာပို့ပြီးတော့ဟိုစ조사တာမျိုးပေါ့နော်နောက်တစ်ခါကျတော့အဲဒီစိတ်ပန်းဆိုင်ရာမှာလည်းတိတ်ငယ်တဲ့စိတ်တွေကိုဖျောက်ပြစ်လိုက်မယ်ပေါ့နော်ဖျောက်ပြစ်လိုက်မယ်ကိုယ်ကတိုင်းဖျောက်ပြစ်မှရမှာဒီချေဒီစိတ်တွေကကြောကိုယ်တိုင်းမဖျောက်ပြစ်လို့မရအောင်အဲ့တော့ဒါတွေကိုထပ်ခါတခါတွေးနေတာမျိုးတွေရှောင်ရမယ်ပြီးတော့ဒါကြီးနဲ့ပတ်သက်ဥမာဖေးမရှိလို့ငါဘယ်လိုဖြစ်တယ်အမေမရှိလို့တော့ငါဘယ်လိုဖြစ်တယ်ဟိုသူများတွေဖေးတွေကဒီလိုလုပ်ပေးရင်သူများတွေအမေတွေကတော့ဒီလိုလုပ်ပေးရဆိုတာတွေတတ်နိုင်ဆုံးဟိုမဝင်အောင်နေရမယ်ပေါ့နော်ဟိုမဝင်လို့မဟုတ်ဘူးဒီချေ လိုပဲဖြစ်ဖြစ်လူသမောင်ဝအရာတော့ဒါတစ်ခါတလေမှရှိရပါတော့เนาะအတွေ့အကြုံတာမျိုးရှိတယ်အမြဲမရောက်ရအောင်ပေါ့အမြဲရောက်နေလို့ရှိရင်တော့သူရှိကိုမရောက်တော့ဆိုတော့ဒီမရှိခြင်းအကြောင်းတရားတွေကိုပဲကျွန်တော်တို့ခုနပြောသလိုခွန်အားတွေတခုနေနဲ့သုံးချရမယ်โอเคအဖေမရှိလို့အဖေကမပန့်ပိုးနိုင်ပါပဲငါအမေရောရှိသေးတာပဲဒါပေမဲ့ငါရအောင်လုပ်မယ်အဲ့တော့အမေမရှိဘူးဆိုပြီးတော့အမေရောက်အမေရဲ့ဓာတ်တွေလုတ်ပေးနေတယ်သူများတွေကအဲ့တော့သူများမိဘတွေလည်းလုတ်လုတ်ပေးတယ်ငါမှတော့လုတ်မဲ့အမေမရှိဘူးဆိုပြီးတော့ဟို တွေးပြီးတော့တင်ငင်နေတာတွေအငငင်နေရတဲ့အလုပ်မဲ့အစားအဲ့တော့မင်းမရှိမဲ့လေအမေရဲ့အလုပ်ငန်းဆောင်တာတွေကိုသူတို့လုပ်မဲ့သူမရှိလဲငါအဆင်ပြေတယ်။သူများရင်မလုပ်ဘူးရောငါကိုယ်တိုင်လုပ်လို့မဖြစ်ဘူးလားပေါ့နော်။အဲ့ကိုယ်တိုင်မဲ့ဝင်ပြီးတော့လုပ်မယ်ဖြစ်ဖြစ်ပေါ့။ပို့ပြီးတော့ကျွန်တော်တို့ကတန်မာလောင်ကြိုးစားရမယ်ပေါ့။ဒါတော့ဟိုကျွန်တော်တို့တွေဒီ login ရိုက်ခတ်မှုလို့ပဲပြောရပါမှာပဲ။အဲ့တော့ဒီရိုက်ခတ်မှုကိုကြတော့ဒါကိုဘလို response လောက်တာလဲပေါ့မှာမှုတည်ရဲ့။ဥမာတင်ငယ်ပြီးတော့ကြောက်ရွံ့ပြီးတော့အငငယ်ပြီးတော့လူတွေကနေပြီးတော့ရှောင်ထွက်တယ်ဆိုရင် social phobia ပေါ့နော်။ ပတ်ဝန်းကျင်ကိုကြောက်တဲ့အဲ့လိုဆိုရှက် anxiety တို့ဟာမျိုးတွေဖြစ်ပြီးတော့အဲဒါကဟိုကိုကတည်းကလူရမဝင်တာတို့တိမ်ငယ်စိတ်တွေများပြီးတဲ့အခါကျတော့လုပ်ငန်းဝင်မှလည်းလုံးဝမမြဲဖြစ်တာတွေအဲဒါက ဖြစ်လာနိုင်တယ်ဒါပေမဲ့ဒါကလည်းကိုယ်နဲ့ပဲဆိုင်တာပေါ့ကိုယ့်ရဲ့အတွေးအမြင်ကိုယ့်ရဲ့ cognitive ပေါ့နော်ကိုယ့်ရဲ့တွေးခေါ်မြင်မြင်ပုံနေနဲ့ဆိုင်တာဖြစ်တဲ့အတွက်အဓိကတော့ကိုယ့်ကိုယ်ကိုအဲ့လိုမျိုးပြောခံရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ဟို self esteem ပေါ့နော်ဒီနေ့ကဖြစ်ကိုယ့်ကိုလေးစားတမိုးထပ်တဲ့စိတ်ကိုဟိုရအောင်မွေးမြူမယ်ကျင့်မယ်အဲ့ဒါလည်းမိဘနဲ့ဆိုင်နေပေါ့နော်မိဘဆိုခုနကြန့်ရှိခဲ့တဲ့သူရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်နေပေါ့နော်အဲ့တော့အဲ့မိသားစုဝင်တွေကနေပြီးတော့ဟောနင်းကဒါလုံးနိုင်တယ် နှစ်မှာဒီလိုရေးခြင်းနေရှိရဲဆိုတာမျိုးသူတော့ထောက်ပြနိုင်လဲဆိုရင်ကလေးနေနဲ့ကဒီ esting တက်လာပြီးတဲ့အခါ confident level တွေပြန်တက်လာပြီးတဲ့အခါမှာသူရေလုံနိုင်စွမ်းတွေက highest level ထိလုံနိုင်မယ်ဆိုလို့ရှိရင်တော့ကလေးမှရှိနေတဲ့ဒီတိမ်ငယ်စိတ်တွေကပျောက်သွားပါလိမ့်မယ်ဒီရှေဟုတ်ဟုတ်ကဲ့ပါဒီရှေကျေးဇူးအများကြီးတင်ပါတယ်အခုလိုပြပြဆိုဆိုဖြည့်ပေးတာပေါ့နော်ဒီရှေ ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ဒီလိုဒီလိုမျိုးလာပြီးတော့လဲပေါ့เนาะကိုညီပြီးတော့ဒီအာဒီ children parenting နေဒီ child psychology နဲ့ပတ်သက်တဲ့ knowledge တွေကိုအတူတူလာပြီးတော့ဆွေးနွေးပေးတဲ့တရားစမ်းတွေကိုလည်းအကျေစုအများကြီးတင်ပါတယ်ရှင့်